စပိန်တော့စီးတက်ပါတယ်။စိုက်ကဲချဲစီယိုဝင်တိုက်ဝါရဆိုပြီးတရတ်တစ်ခါစားအခုကျတော့စိုက်ကဲမဟုတ်စပိန်ပေါ့အစပိန်စီးတက်တာဟုတ်ရဲ့လားဆိုနောက်နေ့မှအကုန်လုံးနောက်မှတင်ပြီးတော့စီးပြအောင်ချစ်စရာကောင်းတဲ့တခြင်းလေးနဲ့ဒီချစ်စရာကောင်းတဲ့ဟန်ပန်အမှုရာလေးတွေနဲ့ဟိုပုံဖော်ထားတာပေါ့နော်အချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ဆိုပရိသတ်အမြင်မှာတစ်မျိုးလေးအစမ်းတင်နေရပေါ့ဟုတ် ။ဗာဒီနေ့ကတော့တောင်မွေတမိန်ပရန်လမ်းမှာရှမ်းကန်ရဲ့စိုင်ခွဲအစ်စ်ဖွင့်တဲ့ပွဲလေးပဲဖြစ်ပါတယ်။အရှမ်းကန်မှာဆိုလို့ရှိရင်အဲကွန်အဝစ်ရှော့ဇဲရေကဲတက်တာစသဖြင့်အိမ်သုံးလျက်စစ်ပစ္စည်းမျိုးစုံကိုတနေရာထဲမှာဝယ်လို့ရနိုင်တယ်ပေါ့နော်။အပစ္စည်းအစ်စ်တွေလည်းပတ်သက်ပြီးဝယ်လို့ရတယ်လို့ဒီပစ္စည်းတွေရဲ့ spare parts တွေကိုလည်းဒီမှာရရှိနိုင်ပါတယ်။ အရေခဲတက်တာစိုက်ဆုံပဲအပိုးအရက်ထက်အမြင့်ရစားလို့ပိုးသေးသေးလေးအထိအရေခဲတက်တာစိုက်ဆုံတွေ့ရယ်ပိုးဆိုတခါလေးကြာရယ်ကို့အိတ်ခမ်းထဲမှာကို့တကူစားအေးဘူးလေးတွေမုံလေးတွေထားကြစကင်ကဲလေးတွေထည့်ထားကျင်တာဆိုတော့အဲ့လိုစိုက်အသေးလေးတွေလည်းတွေ့ခဲ့တယ်ဆိုတော့ဒါတော်တော်လေးအသုံးဝင်တယ်ဟုတ် electronic ပေါင်များစွာကိုတဏီယာထဲမှာစူးစီးဝယ်ယူလို့ရနိုင်တဲ့ shanker ကျူရုပ်ရှင်ဇာကားကပိုးလိုမနစ်ကတည်းအချိန်ပေါ်ဆိုင်မှာတွားရောက်ရိုက်ကူထားတဲ့ဇာကားလေးပါအဲဒီသင်းထဲမှာအဲ့လို director ကိုဝင်လွင်ထက်ကနေပြီးတော့အဲ့လိုပျော်စရာလေးနဲ့တေးသရုပ်ပေါ်ပုံစံလေးလုပ်ချင်နေဆိုတာနဲ့ကိုတို့ဒီသချင်းလေးနဲ့ချစ်စရာကောင်းတဲ့သချင်းလေးနဲ့ဒီချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ဟိုဟိုပုံဖော်ထားတာပေါ့နော်အဲဆိုတော့တေးသရုပ်ပေါ်လေးလည်းဖြစ်တယ်အဲပြီးတော့ဟိုအဲချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ဆိုတော့ပြိသက်အမြင်မှာတမျိုးလေးအစမ်းတင်နေရပေါ့ဟုတ်ပြီမနမနမဆဆောထားက ီတက်ပါတယ်။အဘိုးရဲ့ fan တွေကအမြဲကြီးရတယ်။သူတို့ကဘိုးရှိရဲ့နေရာဆိုလည်းအမြဲတမ်းလာတယ်။ရုပ်ရှင်တွေဆိုလည်းအမြဲတမ်းလာကြည့်တယ်။သူတို့အသေးစိတ်လေးတွေကစာအပိတ်ကြတယ်ပေါ့နော်။အပြီးရင်လည်းသူတို့ကဟိုချစ်တော်အမြဲစားတယ်။ကိုတစ်ခေါက်ကလည်းဒီ cycle Chelsea ကိုဝင်တိုက်သွားရဆိုပြီးသူတို့ကတစ်ခါစားအခုကျတော့ cycle မဟုတ်စပိန်ပေါ့အဲစပိန်စီးတက်တာဟုတ်ရဲ့လားဆိုတော့နောက်နေ့မှအကုန်လုံးကိုနောက်မှတင်ပြီးတော့စီးပြအောင် ပရိသတ်ကဘိုးပထမဆုံးရုပ်ရှင်တင်တဲ့အချိန်မှာဟိုအာလူးီးဆိုတဲ့စကလုံးကိုအားလုံးကချစ်ပြီးအားပေးကြတော့အာလူးီးဘိုးကကိုချစ်တဲ့သူတွေဆိုရင်သူကအာလူးလို့သတ်မှတ်ကြတယ်လို့ယူဆကြတယ်အဲ့တော့ဒါဘိုးရဲ့ family လေးတွေကိုလည်းအာလူးလေးတွေပေါ့နော်ဆိုတော့ဒါလေးကတော့ဟို phantom name လေးတစ်ခုအနေနဲ့အဲ့လိုပြောစမှတ်ဖြစ်သွားတာပေါ့ဟုတ်ဘိုးကအာလူးကြိုက်ပါတယ်အာလူးဆိုင်ဘိုးနဲ့ညီမလေးကငငယ်တော့ကတော့ခါပုံမှန်ညီမလေးလိုပဲရန်ရန်ဖြစ်တယ် အဲသူလည်းကြီးလာပြီကိုလည်းကြီးလာပြီဆိုတော့ဟိုအများကြီးတိုင်မဲမော်တိုင်မဲပဲရတာပေါ့နော်ဆိုတော့အခုကပို့ပြီးတော့အဝေးမှနေရဲဆိုတော့အဲမကြာခဏတော့စကားပြောဖြစ်ပါတယ်အဲဒါကတော့ညီမဆိုတော့ညီမအငယ်ဆုံးမှုပေါ့ကိုကတော့မမကြီးဆိုတော့မမကြီးကိုပေါ့စန်းကျင်ဘန်ဒီပါဖြစ်မယ်သူကြိုက်တာရင်းနဲ့ကိုကြိုက်တာရင်းနဲ့သူ့ရဲ့နေထိုင်မှုပုံစံနဲ့ကိုရဲ့နေထိုင်ပုံစံနဲ့မတူဘူးပေါ့နော်တယောက်တစ်မျိုးစီပေါ့သူကကြောက်အကာကြိုက်တယ်ဆိုကိုကကြောက်အနှစ်ကြိုက်တယ်အဲ့လိုအဲ့လိုမျိုးပေါ့ဟုတ်ညီမဆိုတော့လဲအဲတွေ့တာကြာသွားတော့လဲတကြက်ကြက်ပေါ့ပြီးတော့ ော့လည်းဒီနှစ်ယောက်တည်းရှိရအောင်ဆိုတော့လည်းအခုကြီးလာတော့ပိုတဲ့ပါတယ်။ तू ကလည်းတနေရာမှာ तू ဟာနဲ့ तू ဟိုကိုကိုကိုအာကိုနိုင်တယ်ကိုကိုကိုရက်တိနိုင်တဲ့သူဖြစ်တဲ့ခါကျောင်းအရင်အသေးစိတ်လိုက်ပြီးတော့ကျူးဆိုင်ပေးနေကြတော့မလို့သူလည်းသူ့ရွယ်မှာတော့သူရင်းဆက်တဲ့သူတယောက်ဖြစ်နေပြီအာကိုကလည်းကိုအချိန်မှာကိုအလုံးနဲ့ဆိုတော့ဒါမဖြစ်မနေလိုအပ်လာတဲ့အချိန်ဆိုရင်တော့ဒါမိသားစုဆိုတာတယောက်လိုအပ်တဲ့အချိန်မှာတယောက်အများအားအသင့်ရှိနေမှာပေါ့ဖန်နေကအမြဲတမ်းဂရုလဲစိုက်တယ်အသေးစိတ်လဲလိုက်ကြည့်ရယ်အာကိုရဲ့အလုပ်ပေါ်မှာလည်းမဟုတ်ပဲနဲ့ကိုရဲ့ဒီ ပါဠိဆိုကောင်းတယ်ပါဠိဆိုအဆင်ပြေရယ်ဆိုတာလေးကိုအများရန်ကူးဆိုင်ပေးကြရတယ်ဆိုတော့ကိုယ့်ကိုအများရန်ချစ်ပြီးအားပေးတယ်ကိုယ့်နောက်မှာအများရန်ယက်တည်ပေးရဲ့အာပရိသတ်တွေရှိရယ်ဆိုတာဒါဘိုးတို့လိုအနှံ့အယှက်တွေအတွက်အရန်ဟိုကောင်းမွန်တဲ့ဒါဟို ရားပေးတဲ့ကံကောင်းခြင်းပေါ့နော်ဆိုတော့အများတမ်းပဲရင်ထဲမှာလည်းရှိတယ်အများတမ်းလည်းကျေးဇူးတင်နေတယ်အများတမ်းလည်းအမှတ်ရနေပါတယ်ပါဇက်ကနေအများတမ်းထုတ်မပြောနေပေမဲ့ရင်ထဲမှာအများတမ်းရှိပါတယ်ဟုတ်အာအတူကပိုရိုဂျီအော်တိုဘာလာကုံမှာယုံတင်မှာပါအာဆိုတော့ဒါပြင်ဆက်လက်မှုပြီးမှာကိုရဲ့နောက်ထပ်ဒီ2025အတွက်ဒုတိယမြောက်ယုံတင်ဇာတ်ကားကြီးပေါ့နော်ဆိုတော့ဒီတစ်ခါပိုအားရဲ့ဇာတ်ကားတွေကအများအန်ဒရာမာဖြစ်တာရှိတယ်ရိုမန့်စီဖြစ်တာရှိတယ်အာနောက်ပြီးငိုရတဲ့ကားလေးတွေပြည်သက်က ဖြစ်ကြတယ်ဆိုတဲ့အခါမှာဒီအတူးကိုကြတော့ကိုကပြိသက်တွေစိတ်လက်ပေါ်ပါပြီးတော့စိတ်အပန်းဖြေခြင်းတဲ့အချိန်မှာကြီးရှုလို့ရမယ့်ဇာတ်ကားလေးတစ်ခုဖြစ်ဒီအတူးဇာတ်ကားလေးကိုရွေးချယ်ရိုက်ကူးခဲ့ရပါတော့အာဆိုတော့ဟိုဘောဆိုင်မျိုးရဲ့အလားအပါတွေရဲ့ပြီးတော့ချစ်စရာကောင်းတဲ့အဟိုအလေးအထလေးတွေပြီးတော့အာပို့တော့ဒီ1990ပြည့်နှစ် ဖက်ကိုဥတီပြီးရိုက်ကူးထားတဲ့အတွက်အမြင်ဆန်းတစ်တဲ့ဇက်ကဆစ်စရာကောင်းတဲ့ဇက်ကပြိတက်တွေတိရှိရတဲ့အခါမှာစိတ်အပန်းပြေရမယ့်ဇက်ကားလေးတကားလို့ကိုကယုံကြည်ပါတယ်။